္လာပါဆိုမိမှချဲ့တော်အကနေကြိုဆိုပါ၏နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်အမေရိကန်၏အပြည့်ရစဲ၏အဆိုပြုချက်အပေါ်အစ္စရေးသဘောတူကြောင်းအင်ဖြူတော်ထုတ်ပြန်အမေရိကန်ဆိုရ၏ဂါဇာကမ်းရိုးတန်းအတွင်းအပြစ်ခတ်ရစဲ၏အတွက်အထူးတန်တမန်စတီဗ်ဝစ်ခော့ကတင်ပြခဲ့သောအဆိုပြုချက်ကိုအစ္စရေးအစိုးရကသဘောတူလိုက်ကြောင်းအင်ဖြူတော်ကမေလ26ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု Reuters သတင်းတွင်ဖော်ပြထားသည် ထိုအဆိုပြုချက်တွင် စားနပ်ရိက္ခာများနှင့် အကူအညီများကိုပုံမိုကျယ်ပြန့်စွာဖြန့်ဝေနိုင်ရန် အမေရိကန်၏ထောက်ခံမှုဖြင့်စနစ်အသစ်များထပ်မံတိုးချဲ့သွားမည်ဆိုသည့်ထိုပေါ်အစ္စရေးဝန်ကြီးချုပ်ကလည်းသဘောတူခဲ့ကြောင်းသိရသည့်အင်ဖြူရော၏ပြောခွင့်ရကရိုလင်လီဗစ်ကလည်းသတင်းထောက်များအားအစ္စရေးကအဆိုပြုချက်တွင်လက်မှတ်ရေးထိုးလိုက်ပြီးဟုဝါရှင်တန်မြို့၌ပြောကြားခဲ့သည် အဆိုပြုချက်အရအပြည့်ခန့်ရစေးရေးကိုရက်80ခန့်ဆောင်ရွက်သွားမည်ဖြစ်ပြီးဂါဇာတွင်ဆက်လက်တိုက်ခိုက်နေမှုများကိုတဖြည်းဖြည်းနှုတ်ထွက်သွားမည်ဟုဖော်ပြထားသည့်ထို့အပြင်ဖမ်းဆီးခံထားရသောအသက်ရှင်ကျန်ရစ်သူဒါစာခံများကိုလည်းပြန်လွှတ်ပေးမည်ဆိုသောအချက်ပါဝင်သည်ထို့နောက်မေလ26ရက်နေ့တွင်ပါလက်စတိုင်းရာရှိတအူးကလည်းဟာမတ်စ်ဘက်မှအဆိုပြုချက်ကိုသဘောတူခဲ့ကြောင်းပြောကြားခဲ့သည် တရုတ်ကွန်မြူနစ်ပါတီနှင့်ဆက်ဆက်မှုရှိသူများသို့မဟုတ်အရေးကြီးသောပညာရပ်နယ်ပယ်များတွင်ပညာသင်ယူနေသူများပါဝင်တရုတ်ကျောင်းသားများ၏ဗီဇာများကိုပြင်းထန်စွာ ရုတ်သိမ်းရန်လှုံ့ဆော်မိဟုအမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီယိုကပြောသည်ဟောင်ကောင်အပါအဝင်တရုတ်နိုင်ငံမှလာမည့်ဗီဇာလျှောက်လွှာအားလုံးကိုတိုးမြှင့်စစ်ဆေးရန်ဗီဇာလျှောက်ထားရာတွင် လိုအပ်သည့်သတ်မှတ်ချက်များကို အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကပြင်ဆင်နေသည်ဟု The New York Times သတင်းတွင်ဖော်ပြထားသည်ယခုလုံဆောင်ချက်သည်အမေရိကန်တက္ကသိုလ်များတွင်စိုးရိမ်ပူပန်မှုများတိတိတတ်တာဖြစ်ပေါ်လာစေနိုင်ပြီးတရုတ်နိုင်ငံမှပြင်းထန်သောတုံ့ပြန်မှုများလည်းဖြစ်လာနိုင်စရာရှိနေသည်တရုတ်နိုင်ငံမှចောင်းသားများသည်အမေရိကန်ရှိနိုင်ငံတကာចောင်းသားများတွင်ဒုတိယအများဆုံးဖြစ်သည် အမေရိကန်တက္ကသိုလ်အများပြားသည်လည်းနီနိုဤနှစ်စဉ်ဝင်ွေဤအများစုကိုတရုတ်နှင့်အခြားနိုင်ငံတကာအကြောင်းသားများကပေးဆောင်သည့်ကျောင်းလခအပေါ်များစွာမိခိုနေရသည် အမေရိကန်တက္ကသိုလ်များသည်တရုတ်နှင့်အခြားနိုင်ငံများမှအရေးချင်းရှိဆုံးကျောင်းသားချို့ကိုဆွဲဆောင်နိုင်ခြင်းဖြင့်ဆယ်စုနှစ်များစွာကြာအောင်ကြီးမားစွာအကျိုးမြတ်ရရှိခဲ့ပြီးတရုတ်ကျောင်းသားများနှင့်သုတေသီပညာရှင်များသည်တက္ကသိုလ်သိပ္ပံတက်ခွဲခန်းများတွင်အများပြားရှိနေကြသည် VOE တရားဝင်ကြေညာချက်တွင်အရေးကြီးသောနယ်ပယ်များဆိုသည့်အချက်နှင့်ပတ်သက်၍ရှင်းလင်းစွာဖော်ပြမထားတော့လေယူပဗေဒသိပ္ပံဘာသာရပ်များရှိ ုတေသနလုပ်ငန်းများကိုရည်ညွှန်းနိုင်ပွဲရှိသည်ဟုယုံကြည်ရသည်အမေရိကန်တွင်လေ့ကျင့်သင်ကြားခဲ့သောသိပ္ပံပညာရှင်များကိုတရုတ်အစိုးရကစုဆောင်းရန်ကြိုးပမ်းမှုများနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများမကြာသေးမီနှစ်များအတွင်းအမေရိကန်အရာရှိများကပြောကြားခဲ့ကြသော်လည်းအဆိုပါသိပ္ပံပညာရှင်များသည်တရုတ်နိုင်ငံအတွက်အလုံများလုပ်ပေးနေသည်ဆိုသောသိတာထင်ရှားသည့်အထောက်အထားများမရှိသေးပေ။ တရုတ်ကွန်မြူနစ်ပါတီအရာရှိအများစု၏မိသားစုဝင်များသည်အမေရိကန်တက္ကသိုလ်များ၌ပညာသင်ကြားနိုင်ခဲ့ကြရာတွင် ထင်ရှားသည့်ဥပမာတစ်ခုမှာလက်ရှိတရုတ်ကောင်းဆောင်ရှိခြင်းဖြစ်၏။တမီးရှိမင်ကျဲသည်2010ပြည့်နှစ်များအစောပိုင်းတွင်ဟာဘတ်တက္ကသိုလ်ကိုအမည်ဝက်ဖြင့်တက်ရောက်ခဲ့တော်လဲဟာဘတ်အုပ်ချုပ်ရေးမှူးများနှင့်ပမောက္ခအချို့ကသူမ၏အခြေအနေမှန်ကို သိရှိခဲ့ကြသည်။ အလားတူထိုကာလဝန်းကျင်ကလက်ရှိတရုတ်နိုင်ငံ၌အကျဉ်းချခံနေရသည့်ထင်ရှားကြော်ကြားသော ပေါ်လစ်ဘျူရိုဖွဲ့ဝင်ဟောင်းတဦး၏သားဘူးကွာကွာသည်ဟာဘတ်ကနေဒီကျောင်းမှ မာစတာဘွဲ့ကိုရရှိခဲ့ပြီးကိုလံဘီယာဥပဒေကျောင်းကိုတက်ရောက်ခဲ့သည် 2020ပြည့်နှစ်တွင် ပထမဆုံးထရန့်အစိုးရအဖွဲ့မှအရာရှိများသည့်တရုတ်စစ်တပ်ကတော်များနှင့်ဒိုင်းရိုက်ဆက်ဆက်မှုရှိသောတရုတ်ပွဲလွန်ကြောင်းသားများနှင့်သုတေသက်ပညာရှင်ထောင်ပေါင်းများစွာ၏ဗီဇာများကိုဖျက်သိမ်းရန်ကြိုးပမ်းမှုများကိုစတင်ခဲ့ခြင်းဖြင့်အမေရိကန်အစိုးရကတရုတ်ကြောင်းသားများကိုအမေရိကန်တပ်ကတော်များသို့ဝင်ရောက်ခွင့်မပြုရန် ပထမဆုံးအကြိမ်လှုံ့ဆော်ခဲ့ခြင်းဖြစ်သည် အမေရိကန်နိုင်ငံသားရေးဌာနနှင့်နိုင်ငံတကာပညာရေးအဖွဲ့အစည်းတို့ကယမန်နှင့်အတွင်းထုတ်ပြန်ခဲ့သောအစီရင်ခံစာတစ်စောင်တွင်2023 24ပညာသင်နှစ်အတွင်းအမေရိကန်အစိမ့်မြင့်ပညာရေးအဖွဲ့အစည်းများသို့စည်ရင်းသွင်းခဲ့သည့်နိုင်ငံတကာကျောင်းသားတဒသမတန်းကျော်အနက်အိန္ဒိယက330တုညတုညတုညခန့်ဖြင့်အများဆုံးဖြစ်ပြီးတရုတ်နိုင်ငံက295တုညတုညတုညခန့်ဖြင့်ဒုတိယအများဆုံးဖြစ်သည် ယခုနှစ်တွင်တရုတ်ကျောင်းသားဦးရေရခင်ပညာသင်နှစ်ကထက်၄ရာခိုင်နှုန်းကျဆင်းခဲ့တော်လဲအိန္ဒိယကျောင်းသားဦးရေ23ရာခိုင်နှုန်းတိုးတက်လာခဲ့သည်ယူကရိန်းစစ်ပွဲအတွက်ရုရှားမှနေတိုးထံစာပေးဖို့ပိတ်ဆို့မှုချုပ်ငြင်းရေးဆွေးနွေးချက်တောင်းဆို Readers တင်အရာယူကရိန်းစစ်ပွဲအတွက်ဖြည့်ရှင်းနေရှာပွေရန်ရုရှားသမ္မတဗလာဒီမာပူတင်သည် နေတိုးအဖွဲ့ထံသို့ တရားဝင်စာတစောင်ပေးပို့ခဲ့ကြောင်းဖော်ပြထားသည့်ထိုစာရဲတွင်ရုရှားအပေါ်ထားရှိထားသည့်ပိတ်ဆို့မှုအချို့ကိုပြန်လည်ရုပ်သိမ်းပေးရန်တောင်းဆိုမှုပါဝင်သည်ဟုသိရသည်။ဥရောပတွင်ဒုတိယကမ္ဘာစစ်နောက်ပိုင်းဖြစ်ပွားခဲ့သောအကြမ်းဖက်ဆုံးပဋိပက္ခဖြစ်သည့်ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရန်လိုကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမကြသေးခင်ကထပ်မံဖော်ပြခဲ့သည့်ထရန့်သည် ယခင်ကပင်ဦးတင်ဤသဘောထားအပေါ်စိတ်ပြက်ပွဲကောင်းကြောင်းထုတ်ဖော်ပြောကြားထားပြီးရုရှားကောင်းဆောင်က KF နှင့်အပြစ်ခတ်ရစဲရေးဆွေးနွေးမှုများကိုညှင်းပယ်ထားသောကြောင့်သတိပေးချက်များထုတ်ပြန်ခဲ့သည်ပြီးခဲ့သည့်တပတ်ကထရန့်နှင့်ပူတင်တို့တိုက်ရိုက်အချိန်နှစ်နာရီကျော်တွေ့ဆုံဆွေးနွေးပြီးနောက်ပူတင်ကယူကရိန်းနှင့်ငြိမ်းချမ်းရေးသဘောတူညီချက်ချမှတ်နိုင်ရေးအတွက်အပြစ်ခတ်ရစဲရေးအစီအစဉ်ပါဝင်သောတရားဝင်စာချုပ်တစ်စောင်တင်ပြခဲ့သည်ဟုဆိုသည် တို့ရာတွင်ယခုအချိန်ထိရုရှားဘက်ကငြိမ်းချမ်းရေးအတွက်လက်တွေ့ကျတဲ့အရေးယူဆောင်ရွက်မှုများကိုမမြင်တွေ့ရသေးကြောင်းနိုင်ငံတကာအဖွဲ့အစည်းများကချက်ချင်းတုံ့ပြန်ဖော်ပြနေကြသည်ရုရှားသမ္မတဘူတင်ပြည်ထနာပေါ်မီးမွေးရှာနေကြောင်းထရန့်ကထပ်မံဝေဖန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်မေလ29ရက်တွင်ရုရှားသမ္မတဗလာဒီမာပူတင်အပေါ်ထပ်မံဝေဖန်ချက်ပြုလုပ်ခဲ့သည့်ထရန့်ကရုရှားကောင်းဆောင်သည့်ယူကရိန်းစစ်ပွဲအပေါ်ပြည်ထနာကိုမိမွေးရှာနေတဲ့ကဲ့သို့ပြုမူနေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည် ထိုအချိန်မှာပင် အမေရိကန်အစိုးရသည်ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများပြင်းထန်စွာဆောင်ရွက်ရန်စဉ်းစားနေခြင်းဖြစ်သည်ထိုအနေအထားတွင်ထရန့်ကပူတင်အပေါ်ထက်မှန်ဝေဖန်မှုပြုလုပ်ခြင်းဖြစ်သည်ထရန့်အဆိုအရ ရုရှားနှင့်ယူကရိန်းကြားအပြစ်ခတ်ရစေးဆွေးနွေးမှုများရပ်တန့်နေမှုကစိတ်ပျက်စရာကောင်းသည့်ထို့အပြင်မေလ24ရက်တွင်ရုရှားသည်ယူကရိန်းအပေါ်လေကြောင်းတိုက်ခိုက်မှုကြီးတစ်ရပ်ပြုလုပ်ပြီးနောက်ပူတင်၏ပြုမှုမှုကိုလည်းထရန့်ကပြင်းထန်စွာဝေဖန်ခဲ့သည် ထရန်က သူ၏လူမှုမီဒီယာစာမျက်နှာတွင်ပူတင်သည့်ပြဿနာများကိုမိထုံးရှာတဲ့ကဲ့သို့ပြုလုပ်နေပြီးထိုသဘောထားအပေါ်နှင့်ဆက်လက်လိုက်နိုင်မည်ဆိုပါကရုရှားအတွက်မျှော်လင့်ထားခြင်းမရှိသော ဆိုးရွားသည့်အကျိုးဆက်များဖြစ်ပေါ်နိုင်ကြောင်းအသိပေးထားသည်။ထရန်ကလည်းရင်းချေနေပေါ်တုံ့ပြန်ကရုရှားအပေါ်ပိတ်ဆို့အရေးယူမှုအသစ်များပြုလုပ်ရေးအတွက်တုံ့တက်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထရန်ဤမေလာ28ရက်ထုတ်ဝေဖန်ချက်အပေါ်ရုရှားအစိုးရအနေဖြင့်ယာယီတုံ့ပြန်ချက်မထုတ်ပြန်သေးကြောင်းသိရသည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းပေါင်းလေးနှိပ်ပေးဆက်လက်အားပေးကြအောင်နော်။